ားလုံးရှိဝါရောင်ဆန်ကားတော်များရီးခင်ဖြစ်တဲ့နိုဝင်ဘာလနေ့ဒီကုဆိုရင်လေးကလာတော့ကြောင့်ဆန်ကားတော်များပြန်လဲတဲ့ဘိမ်းဟောင်းမြေကိုလည်းဆိုးရမိတဲ့အတွက်မွန်ပြည်နယ်ရှိ မြို့နယ်တည်တည်တွေမှာအာနာပိုင်တွေကလုံခြုံရေးတွေဒီတလောအသင်းသင်းကြက်ကြက်ချထားပါတယ်ဒီလပရမပတ်မှာကြာရောက်တဲ့ဘုဒ္ဓဘာသာများကောင်းမှုပြုလုပ်တဲ့စီစွန်းနောက်လူပွဲမှာကျောင်းတိုက်ပေါင်း150မှာတန်ဃာတော်ပေါင်းထောင်ချီနဲ့သီလရှင်ရာချီစွန်းခံကြွက်ခဲ့ကြပါတယ် မွန်ပြည်နယ်ရှိဖားရိုကိုမူဒုံနဲ့တမ်ယူစီရစတဲ့မျိုးရော်တွေမှာဆုံးခံကြွက်ခဲ့ကြတာဖြစ်ပါတယ်။အရင်ကဒါနာပြူအလူပွဲတွေမှာလုံချုံရွေးတွေမတင်ချတ်တော်လဲတန်ဃာတော်များပြန်လဲတပိတ်ဖောက်မြီကိုစိုးရင်ကြတဲ့အတွက်အလူပြူနေတော့ပြည်သူများကြားမှာစစ်ဆိုးရမှရဲစစ်သားမိသားဖွဲ့ဝင်များနဲ့ကြောက်ဖို့များလဲနေရာယူတနာပြူနေတော့လဲအမှန်တကယ်မှာတော့တန်ဃာတော်များစီယုံစူးစီးနေတာကိုတပိတ်ဖောက်မြီစိုးရင်တာဖြစ်ပါတယ်လို့ဒေတာခန်တွေကဆိုပါတယ်။ အော်တိုဘာ၃ရက်နေ့မှာလဲစာတဆောင်ကြောင်းတိုက်ယူမှာပြနေတာဖြစ်ပြီး၎င်းစာမှာတန်ခါပဝါယနာပွဲနေ့တွင်ပဝါယနာပြုရာစာတင်ကြောင်းတိုက်တိုင်းတန်ခါတော်များစုပေါင်းကပလိပါတာဖြင့်၎င်းကမ္မဝါစာကိုကြောင်းတိုက်တီးတီး၌ရုပ်ဆိုတော်ရန်တန်ခါတော်များမိတ်ကြဲကြဲရာတီးရပါတယ်ပလိပါတာဖြင့်ရေးထားသောဒီကမ္မဝါစာမှာကတော့မြန်မာနိုင်ငံသခိုးကြီးစစ်ဆိုးရတန်ခါတော်များအားတပ်ဖြတ်ခြင်းညှဉ်းပန်းနှိပ်စက်ခြင်းဖမ်းဆီးထောင်ချခြင်းရိုက်နှက်ခြင်းနဲ့စော်ကားခြင်းစသောအသိပ္ပယ်ကိုပလိပါတာဖြင့် အထူးပြုရေးသားထားတာဖြစ်ပါတယ်မြန်မာနိုင်ငံလုံးဆိုင်ရာရဟန်းပြိုတမကနှင့်တန်ကတမကီအဖွဲ့များကမြန်မာစစ်ဆိုးရပြုလုပ်မည်2010ရွေးကောက်ပွဲတွင်တရားမျှတမှုမရှိသဖြင့်စစ်ဆိုးရရဲ့လောက်ရကိုသဘောမတူတဲ့အတွက်ကြောင့်ဝိုင်းမှောက်ကန်ဆောင်မည်ဖိလိပ္ပဒကမ္မဝါဆောင်စာတင်တိုက်များနဲ့မီဒီယာများထံသို့ယူခဲ့သို့ပြေဖို့တောင်းဆိုထားခြင်းဖြစ်ပြီးမြန်မာမျိုးမှအကြောင်းလိုက်တိုက်မှာပညာစီးပူးနေသောတန်ကတော်တပါးကမိတ်ကြပါတယ်မြန်မာစစ်ဆိုးရကရွှေဝါရောင်တန်ကအရေးခင့်ချိန်ကာလနှင့်နီးကပ်နေသောကြောင့် တန်ခေါ်တော်များကိုစောက်ကြည့်နေကြပြီးကြောင်းတိုက်အမိပန်းဝန်းကျင်တွင်လည်းလုံခြုံရေးများနေရောညပါမပြတ်မလတ်ချထားပြီးတန်ခေါ်တော်များတပိတ်မှောက်လမ်းဆက်လျှောက်မီလို့လည်းတရင်တွေထွက်နေတာကိုလွတ်လပ်တော်မွန်တရင်အေဂျင်စီအင်မလာပီဒီယိုမှတင်ပြလိုက်ရပါတယ်